အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ကတော့မုတ်ဆိုးချော်နဲ့ခုံကြီးတဲရဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အကြောင်းအရင်းစတဲ့ကင်မှာကျွန်တော်တို့ Channel ကို Subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တန်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မြစ်တက်ရက်ခန့်ကြပါတယ်ဟုတ်ကဲ့အကြောင်းအရင်းစတင်လိုက်အောင်မုတ်ဆိုးစောတို့တို့ကနှစ်ပေါင်းများစွာမုတ်ဆိုးအလုံးနဲ့အသက်မွေးလာခဲ့တဲ့သူပါဒီတစ်ခါမှလည်းသူကတော်တဲဝင်ပြီးတော့သားကောင်ချောင်းဘူးတစ်ပင်ပေါ်မှာဆင်ထိုးထားလိုက်ပါတယ် အရင်လိုပါပဲဒါပေမဲ့ဒီညကလုံးဝမှောင်မိုက်နေပြီးတော့တိတ်ဆိတ်ခြောက်ကပ်နေတဲ့လာခွေညတညပေါ့ဒါပေမဲ့ဒီအခြေအနေကသူ့ကိုနည်းနည်းလေးတောင်မှမကြောက်ရွံ့စေပါဘူးဘာဖြစ်လို့လဲဆိုတော့သူကတော်ထဲမှာနေထိုင်ကြလေရတာကိုစဉ်းစားရနေပြီလေသူ့တစ်ပင်ပေါ်ကနေသားကောင်ချောင်းကြီးနေတော့မှပဲတိတ်မကြခင်အဝေးကနေတစုံတစ်ခုလျှောက်လာတဲ့အတန်ကိုကြားလိုက်ရပါတယ်သူလှမ်းကြည့်လိုက်တော့တိတ်တော်မသေးခွဲပါဘူးအဝါရောင်အရှိလောက်ပဲမြင်ရပါတယ်ဒါပေမဲ့အထင်ရှားဆုံးဖြစ်စေတာကတော့သူ့ရဲ့တောက်ပနေတဲ့မျက်လုံးလေးပါပဲ ကြားမျက်လုံးနေနဲ့အယံတူနေတဲ့အတွက်ဒါကကြားပဲဖြစ်မယ်ဆိုပြီးတော့သူယုံကြည်လိုက်ပါတယ်။ပုံဆိုးစောတို့တို့ကချက်ချင်းပဲတနတ်မောင်းနေပြီးတော့ပြစ်လိုက်ပါတော့တယ်။ကြည်စံကအဲ့ဒီအကောင်ကိုအပြည့်အဝထိမှန်သွားပါတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီကောင်ကဘာမှဖြစ်မသွားပါဘူး။စံကျင်ပဲအနေနဲ့အရင်ကားထပ်ပို့ပြီးတော့အနားကိုတိုးကပ်လာပါတော့တယ်။အဲ့ဒီခါကျမှသူနားလေထားသလိုကြားမဟုတ်ပဲနဲ့တပိတ်ကိုပိုက်ပြီးတော့ဖြည်းဖြည်းချင်းကြွလာတယ်။ဖုံကြီးတစ်ပါးဖြစ်နေတာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတော့တယ်။တောထဲမှာကျင်းနေနေတယ် မုံဆိုးရဲ့ပြီးစားအတိုင်းသူတိလိုက်ပါတယ်ဒီလိုညမောင်ကြီးထဲမှာဘယ်ဖုန်းကြီးမှအဆုံးခံကြွားစရာအကြောင်းမရှိပါဘူးတစေတရေတွေပုံရောင်ဖန်ဆင်းပြီးလာတာပဲဖြစ်မယ်ဆိုပြီးတော့တိလိုက်ပါတယ်မုံဆိုးစောတို့ကနောက်တစ်ချိန်တနက်နဲ့ပြစ်လိုက်ပြန်ပါတယ်ဒါပေမဲ့ဖုန်းကြီးကဘာမှမဖြစ်ပါဘူးအဲ့ဒါနဲ့ဖုန်းကြီးကသူ့ကိုမော်ကြည့်လိုက်တဲ့အခါမှာတော့မုံဆိုးစောတို့တယောက်လမ်းဖြန်ပြီးတော့သတိလစ်မလို့ဖြစ်သွားပါတော့တယ်ဘာလို့လဲဆိုတော့ဖုန်းကြီးရဲ့မျက်လုံးတွေကအဝါရောင်တောက်ပြောင်နေကောင်မကမျက်နာတစ်ခုလုံးကလည်းပုံပြပန်းပြဖြစ်နေလို့ပါပဲ။ ဒါပေမဲ့မုတ်ဆိုးဆိုးတို့တို့ကစိတ်ထဲမှာအယမ်းချောက်လန့်နေပေမဲ့သတိနဲ့ပြန်ထိတ်လိုက်နိုင်ပါတယ်။ဆုံးခံပြရစီတကားအရှင်ဖေဟာဒီချိန်ကြီးကိုဘာဆုံးခံလာတာလဲ။တပည့်တော်မှာထမင်းဟင်းတွေထိတ်လောင်းကြမရှိဘူး။ရှိတာဆိုလို့ကြည်စံမရှိတယ်။အရှင်ဖေဟာကြည်စံသုံးဆောင်မလား။မုတ်ဆိုးကဖုန်ကြီးတရေကိုချင်းကြောက်ပြီးပြောလိုက်ပါတယ်။ဒါပေမဲ့ဖုန်ကြီးတရေကကြောက်ရွံ့ပုံမပြဘဲနဲ့တစ်ပေအောက်ခြေထိရှောက်လာခဲ့ပါတယ်။မုတ်ဆိုးကနောက်တစ်ချိန်တနက်နေ့ပြစ်လိုက်ပါတယ်။ ကြည်စံတွေကဖုန်ကြီးတရရဲ့ကိုယ်ထဲကိုထွင်းဖောက်ဝင်ရောက်သွားပြီပဲဖုန်ကြီးတရကဘာမှမဖြစ်ပဲတပိတ်ကိုပိုက်ပြီးတော့ငြိမ်သက်စွာရက်နေတော့ပါပဲဆုံးခံပြရသေးတကားတပိတ်တော့ဘာမှဆုံးလောင်းချင်စိတ်မရှိဘူးအရှင်ဘုရားပြန်ကြွပါတော့တရရဲ့တရအပိုင်တရနေလူကလူပိုင်းမှာလူနေပေါ့တကားဆင်းလာဖို့အဆင်မပြေရင်ဖုန်ကြီးတက်လာခဲ့ရမလားမတက်ခဲနဲ့နော်မုတ်ဆိုးရဲ့စကားမဆုံးခင်မှာပဲဖုန်ကြီးတရေကလေးစင်မော်ကိုလေတွေကနေပြန်တက်လာပါတော့တယ်မုတ်ဆိုးဆောတို့တို့လည်း လန့်ပြန်ပြီးတော့ဟန်ချက်ပြက်ပြီးနောက်ပြန်လန်ကြတော့ပါတော့တယ်။သူဘာကူမှခင်မဆိုင်တော့ပါဘူး။အသက်ရှင်ဖို့ကလွဲလို့ပေါ့။မုတ်ဆိုးစောလို့ကကြောက်လန့်တကြနဲ့တော်တဲ့ကိုပြေးဝင်သွားပါတော့တယ်။နောက်ဆုံးမှာတော့တစ်ပင်တစ်ပင်အောက်မှာတရားထိုင်နေတယ်။တောထွက်ရဟန်းတစ်ပါးနဲ့တွေ့လိုက်ပါတော့တယ်။သူ့စိတ်ထဲမှာနေနေတော့စိတ်အေးသွားပါလေ။အနည်းဆုံးသူ့မှာအားကိုးစရာနေရာလေးတော့ရှိသွားပြီလေ။အဲ့ဒီဖုန်းကြီးရဲ့ကိုယ်ပေါ်မှာအင်းခွက်တွေအပြည့်ထိုးထားတာတွေ့တော့ဒီဖုန်းကြီးကပညာစွမ်းနေရှိလောက်တယ်ဆိုပြီးသူထင်လိုက်ပါလေ။အရှင်ဘုရားကဲပါဦး။ တပည့်တော်ကိုဘုန်းကြီးတရေကနောက်ကနေလိုက်ချောင်းနေလို့ပါအေးတကားရောဘာသွားလုပ်ခဲ့လို့လဲသူကတကားနောက်ကိုဘာလို့လိုက်ချောင်းနေရတာလဲတပည့်တော်ကပုံမှန်တိုင်းသစ်ပင်ဘော်ကလင်းစင်မှာတားကောင်ချောင်းနေတာပါဖေဟာသူ့ကိုဘာမှသွားမလုပ်မိပါဘူးတေချာစဉ်းစားပါဦးသူ့ကိုသွားမလုပ်မိဘူးဆိုတာတေချာရက်လားအဲ့ဒါနဲ့မုတ်ဆိုးစောတို့လိုလဲသတိပြန်ကတ်လာပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာလုံးကအဖြစ်ပြက်ကိုပြန်စဉ်းစားမိသွားပါတယ်သူ့မုတ်ဆိုးလက်တင်ဘဝတော့ကပေါ့ တော်ထဲမှာသားကောင်ချောင်းတွေတော့မှကြားတကောင်ဖြတ်သွားတာကိုတွေ့လို့တနက်နဲ့ပြစ်လိုက်ပါလေ။ဒါပေမဲ့တေချာကြည့်လိုက်တော့ကြားမဟုတ်ပဲနဲ့ဖုန်ကြီးတစ်ပါးဖြစ်နေပါလေ။ဖုန်ကြီးကလဲကျသွားပြီးတော့ပရိတ်ခရာတွေကလည်းဟိုတစားဒီတစားပြန်ကျဲကုန်ပါတော့လေ။သူအယမ်းလန့်သွားပါလေ။ကိုယ်တိုင်ဖုန်ကြီးကိုပြစ်မိလိုက်မယ်လို့မထင်ထားခဲ့ပါဘူး။ဒါပေမဲ့အပြစ်ကိုကြောက်တာကြောင့်ဖုန်ကြီးကိုမကူညီပဲထွက်ပြေးသွားပါတော့လေ။ဖုန်ကြီးရဲ့အခြေအနေဘလို့ရှိလဲဆိုတာသူမသိခဲ့ပါဘူး။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့မုတ်ဆိုးစောတူတို့ကအဲ့ဒီဖြစ်ပျက်ကိုမေ့သွားခဲ့ပါပြီ။ တော်ရွယ်ယဟန်ကအသက်ရှင်ပြီးတော့လွတ်မြောက်သွားနိုင်မယ်လို့သူထင်နေခဲ့တာကိုဒါပေမဲ့သူထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးအဲ့ဒီတော်ရွယ်ယဟန်ကတောလေမှာပဲပြန်လုံတော်မူသွားခဲ့တာပါဒါဆိုရင်တပည့်တော်ကိုလိုက်ချောင်းနေတဲ့ဘုန်းကြီးတည်းရဲဆိုတာကတပည့်တော်အရင်ကပြစ်သက်ခဲ့မိတဲ့တော်ရွယ်ယဟန်လားအေးဒါကစဉ်းစားပြီးတဲ့အတိုင်းပဲပေါ့ဒါပေမဲ့တပည့်တော်မှာတခြားရည်ရွယ်ချက်မရှိပါဘူးဖေဟာသူ့ကိုတမင်ပြစ်ဖို့လည်းစိတ်ကူးမရှိပါဘူးသူတကယ်ပြန်လုံတော်မူသွားနိုင်မယ်လို့လည်းတပည့်တော်မထင်ခဲ့ပါဘူးတပည့်တော်မျက်စိမှားသွားတာလားဘာဖြစ်သွားတာလဲမသိဘူး သူ့ကိုကြားလို့မြင်ပြီးတော့တနက်နဲ့ပြစ်လိုက်မိတာပါအေးတကယ်တော့အဲ့ဒီဘုန်းကြီးကကြားမော်ပညာကိုသင်ယူထားတာကွဒါကြောင့်တကာသူ့ကိုကြားလို့မြင်သွားတာဖြစ်နိုင်ပါလေ။အဲ့ဒါဆိုရင်အဲ့ဒီလုံကဘုန်းကြီးကတပည့်တော်ကိုလာစားမလို့လား။မဟုတ်တော့ပါဘူးတကာရဲ့။တကယ်လို့သူစားမယ်ဆိုရင်တကာကိုတနက်နဲ့အလွယ်တကူပြတ်သက်ခွင့်ပေးပေးမလဲ။တကယ်ကြားမော်ကိုစွမ်းတဲ့ဘုန်းကြီးဆိုရင်တမျိုးပေါ့။အရှင်ဘုရားဘာကိုပြောလာလဲဗျာ။ရုတ်တရက်ပဲ။တောအတွက်ယဟန်က ူတစ်ပိုင်းကြားတစ်ပိုင်းတက်တော့ကဖြစ်ကိုပြောင်းလဲသွားပါတော့တယ်။သူ့ရဲ့မျက်နှာမှာကြားလိုအစင်းကြီးတွေပေါ်လာပြီးတော့ခြုံထက်တဲ့အစွဲတွေကိုထုတ်ပြလိုက်ပါတော့တယ်။မုတ်ဆိုးဆော့တို့ကတကယ်ကြားဖုံကြီးနဲ့တွေ့ရလိမ့်မယ်လို့မထင်ထားတဲ့အတွက်ထိတ်လန့်တော်လို့သွားပါတော့တယ်။အရှင်ဘုရားကကြားဖုံကြီးဖြစ်နေရလား။အေးငါလည်းဖြစ်ချင်လို့တော့မဟုတ်ဘူးကွာ။ဒါပေမဲ့ငါရဲ့ကြားမော်ပညာကိုငါမထိန်ချုံနိုင်တော့ဘူး။အခုငါအရန်ဆာလောင်လာပြီ။မုတ်ဆိုးကျော်ဆော့တို့ကအဲ့ဒီစကားကိုကြားတဲ့ခါမှာတော့သူ့ကံကြမ္မာဘလို့ဖြစ်လာမလဲဆိုတာသိလိုက်ပါပြီ။ သူအသက်လွတ်ပြီးတော့ထွက်ပြေးပါတယ်။ဒါပေမဲ့ကြားဖုံးကြီးကသူ့ရှေ့မှာပေါ်လာပြီးတော့လမ်းပိတ်ရက်လိုက်ပါတော့တယ်။ငါစီကမပြေးပါနဲ့တော့ငါအတွက်အစာဖြစ်ပဲအဆုံးခံလိုက်ပါတော့။ကြားဖုံးကြီးကမုတ်ဆိုးကျော်စောတို့ကိုခုံအုပ်ဖို့ပြင်လိုက်စင်ပါပဲ။ခုနကဖုံးကြီးတရေကရှေ့ကပေါ်လာပြီးတော့ပိတ်ရက်ထားလိုက်ပါတော့တယ်။သူ့လက်ထဲမှာတပိတ်ကိုတော့ပိုက်ထားသေးပါပဲ။ကျွန်တော်ဆုံးခံပြရစီရှင်ဗျာ။နောက်ထပ်ဝကြွေးတွေမပြုတ်ပါနဲ့တော့။ငါလည်းဝကြွေးတွေကိုမပြုတ်ချင်ပါဘူး။ဒါပေမဲ့ငါစာလုံးနေပြီ အဲ့တော့ဘုံကြီးငါ့ကိုမတားပါနဲ့တော့ဒီမုတ်ဆိုးကအရှင်ဖျားကိုပြတ်သက်ခဲ့တာပဲလေအရှင်ဖျားမမှတ်မိဘူးလားချုပ်ကောင်းကောင်းကြီးမှတ်မိပါတယ်ဒါပေမဲ့ဒီတကာကချုပ်ကိုတေးစီလိုတဲ့ဆန္ဒမရှိမှန်းချုပ်သိပါတယ်ဒီလိုအသက်ဆုံးရှုံးရတာကကျွန်ုပ်ရဲ့ကံကြောင့်ပဲဖြစ်ပါလိမ့်မယ်တကယ်လို့အဲ့ဒီတော့ကအရှင်ဖျားသာမှောက်ကြားပညာကိုထုတ်သုံးခဲ့ပြီးဒီမုတ်ဆိုးကိုကိုက်တက်ခဲ့မယ်ဆိုရင်အရှင်ဖျားအသက်ဆုံးရှုံးရမှာမဟုတ်ဘူးနော်ကျွန်ုပ်အဲ့လိုမလုပ်နိုင်ပါဘူးအရှင်ဖျားမမှတ်မိဘူးလားကျွန်တော်တို့နှစ်ပါးကဆရာတယောက်သေးစီကနေပညာသင်ကြားခဲ့တာလေ ဆရာကပညာကိုထိန်းချုပ်နိုင်ဖို့ဘယ်သူကမှမတတ်ဖို့သင်ကြားခဲ့တယ်လေ။ဒါပေမဲ့အရှင်ဘုရားကပညာကိုသူ့ကဘာကိုတတ်ဖို့အသုံးပြုခဲ့တယ်။နောက်ဆုံးမှာတော့အရှင်ဘုရားကိုယ်တိုင်ထိန်းချုပ်နိုင်စွာမရှိတော့ပဲအပြည့်အဝကြားဖုံကြီးဖြစ်ကိုပြောင်းလဲသွားရတာပဲ။ကြားဖုံကြီးကဆရာရဲ့ဆုံးမစကားတိုင်းကိုကောင်းကောင်းမှတ်မိပါလေ။ဒါပေမဲ့ဖုံကြီးတရရဲ့တောင်းပန်စကားကြောင့်စိတ်မပြောင်းခဲ့ပါဘူး။ဘာလို့လဲဆိုတော့ကြားမော်ပြည့်အစွမ်းကအရန်ကိုပြည့်ထန်နေပါပြီ။အခုချိန်မှာသူ့ကိုလွှမ်းမိုးထားပြီးတော့လူရဲ့အသားကိုအရန်ဆာလောင်ဝတ်သိမ့်နေပါပြီ။ဒါပေမဲ့ဖုံကြီးတရရဲ့က ကြားဖုန်ကြီးကိုမကောင်းလုံးခွင့်မပေးသလိုတောမုတ်ဆိုးကိုလည်းအန်ဒီရဲ့ဖြုတ်ခွင့်မပေးပါဘူးဖုန်ကြီးတေးရဲ့ကလမ်းကိုဆက်ပြီးပြည့်ရထားပါတယ်အဲ့ဒါနဲ့ကြားဖုန်ကြီးကဖုန်ကြီးတေးရဲ့ကိုချက်ချင်းခုန်အုပ်လိုက်ပါတယ်ဒါပေမဲ့ဖုန်ကြီးတေးရဲ့ကိုနည်းနည်းလေးမှနာကျင်စီခြင်းမရှိခဲ့ပါဘူးသူကဆုံးခံတဲ့ပုံစံတိုင်းညီသက်စွာရက်နေသေးပါကျွန်တော်ဆုံးခံပါရစေအရှင်ဖေသူရဲ့ဘာသက်ကိုမတတ်ပါနဲ့တော့ကြားဖုန်ကြီးကနားမထောင်ပါဘူးဒါပေမဲ့ကြားဖုန်ကြီးရဲ့ခြုံထက်တဲ့အစွဲတွေကဖုန်ကြီးတေးရဲ့ကိုဘာမှမလုပ်နိုင်ပါဘူး ခြုံထက်တဲ့အဆွဲတွေကကျိုးပဲ့သွားပြီးတော့ကြားဖုံကြီးကလည်းသူ့တဘာကိုတတ်ဖို့အဆွဲမရှိတော့ပါဘူး။ဒါကြောင့်ကြားဖုံကြီးကဒေါသထွက်ပြီးတော့ဝမ်းနည်းစွာနဲ့တောတစ်ခုလုံးဟင်းသွားအောင်အော်ဟစ်လိုက်ပါတော့တယ်။ဘုံဆိုးကျော်စောတို့ကသူ့ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့ဖုံကြီးတရဲကိုကြီးညိုလေးစားစွာထိုင်ရှိကိုလိုက်ပါတယ်။အရှင်ဖေရတပည့်တော်တစ်ပင်ပေါ်မှာတော့ကသားကောင်ချောင်းနေတော့တပိတ်ပိုက်ပြီးကြွလာတာကတခြားသားကောင်လေးတွေရဲ့အသက်ကိုမတက်ဖို့သူတို့ကိုမသေးသေးဖို့တပည့်တော်ကိုမကောင်းမှုတွေမလုပ်စေချင်လို့ဟုတ်တယ်မလားဖေရ။ အေးတကားနားလေလားမှန်ပါတယ်တကားကိုဝေကျွေးတယ်မတင်စေချင်ပါဘူးတော်ရံတလေးဆန်နေရဲ့အသက်ကိုကယ်တင်ခြင်းလို့အသက်ကိုဆုံးခံမှုလာခဲ့တာပါတပည့်တော်ကသာနားလည်မှုလွဲပြီးတော့အရှင်ဖျားကတပည့်တော်ရဲ့အသက်ကိုဆုံးလာခံတယ်လို့ထင်ပြီးတာတပည့်တော်တော်တော်မိုင်မဲတာပဲဖျားမုတ်ဆိုးဆောတို့ကဖုန်ကြီးတရေကသူ့ရဲ့မရွယ်ပဲလို့ရကြအောင်တော်လယ်မှာပြန်လောမှုခဲ့ရတဲ့အတွက်အဟောတိကံပြုပြီးတော့တောင်းပန်ခဲ့ပါတယ်ဖုန်ကြီးတရေကလည်းဘာညှိုးသေးမှမထားပါဘူးသူ့ရဲ့ရှေးကံဝေကျွေးကြောင့်လို့ပဲမှတ်ယူပါတယ် သူကမုတ်ဆိုးစောတို့ကိုဒီအလုပ်ကိုဆက်မလုပ်ဖို့ပဲတောင်းဆိုပါတယ်။မုတ်ဆိုးစောတို့ကလည်းဂရီပေးလိုက်ပါတယ်။ဒါကြောင့်ဖုန်ကြီးတရေကစိတ်အေးချမ်းသာစွာနဲ့တော်ရန်တလေးဆန်ပေါင်းရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တယ်လို့မုတ်ဆိုးစောတို့ကိုလည်းနောက်ထပ်မကောင်းမှုတွေမလုပ်ဖြစ်အောင်ကူညီနိုင်ခဲ့တဲ့အတွက်စိုးရိမ်ကြောင်ကြခြင်းကင်းဝေးသွားပါတော့တယ်။ဖုန်ကြီးတရေရဲ့ဝိညာဉ်ကဘုံဘွားပြောင်းပြီးတော့ဒီတော်ကိုစောင့်ရှောက်တဲ့နတ်ဒီဝါတပါဖြစ်သွားပါတော့တယ်။ကောင်းသောနေ့ကောင်းသောညတွေမှာတော်တွေကိုတော်ထွက်ပစ္စည်းရှာဖို့ဝင်လာတဲ့ရွာသားတွေကကိုယ်ပေါ်မှာအလင်းရောင်တွေဖြာထွက်နေတဲ့ တောအတွက်ဘုံကြီးရဟန္တာဘာသဘိတ်ကင်ပြီးတော့တောအလယ်မှာဇင်းကြံရှောက်နေတာကိုမကြာခဏတွေ့မြင်ရတယ်လို့ဆိုပါတယ်။ဒါကအဲ့ဒီဘုံကြီးရဲ့စိတ်ထဲမှာဒီတောကတလေးဆန်တွေကိုကဲတင်ခြင်းနဲ့မြစ်တာစိတ်ရှိနေသေးလို့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်အဲ့ဒီဘုံကြီးကတလေးဆန်တွေကိုကဲတင်ဆောက်ရှောက်ရင်းနဲ့တောထဲဝင်လာတဲ့လူတိုင်းကိုလေမကောင်းမှုတွေရှောင်ကျင်ဖို့တတိပေးနေကြပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်နေဆက်နေမှုကိုဒီမှာပဲညံအောင်ပြုပါခင်ဗျာကျွန်တော်တို့စီစဉ်နေဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တန်တန်သိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့ပြတဲ့ရခင်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်